ဟယ်လိုအားလုံးပဲမင်္ဂလာပါအခုဒီဗီဒီယိုဖိုင်လေးကတော့5.2ရဲ့ဒုတိယ objective ဖြစ်တဲ့ models of reflective thinking အကြောင်းကိုပြောပြသွားမှာဖြစ်ပါတယ်5.2ရဲ့ပထမဆုံးဗီဒီယိုဖိုင်မှာဒီမှာတော့တော့ stage of the reflective process ဆိုပြီးတော့မှာ stage လေး၃ခုအကြောင်းကိုပြောထားခဲ့ပြီးသားပါဒီဗီဒီယိုဖိုင်မှာတော့ model လေးတွေအကြောင်းကိုပြောသွားမှာဖြစ်ပါတယ်ဆိုတော့ reflective thinking မှာဆိုရင် model အားလုံးစုစုပေါင်း၅ခုရှိပါတယ် ကျမတို့စာအုပ်ထဲမှာတော့ Models of Reflecting Thinking ဆိုတဲ့ဥစာကိုစာမျက်နှာ155ရဲ့အဆုံးအားလေးမှာစပြီးတော့မှရေးထားပေးပါတယ်။ဒါပေမဲ့စာတွေကတော့စာမျက်နှာ156ကနေစပြီးတော့မှရှိပါမယ်။စာမျက်နှာ156မှာ Cobb's Experiential Learning Cycle ဆိုပြီးတော့မှရှိပါတယ်။နောက်က Gibbs's Reflective Cycle ကတော့စာမျက်နှာ159မှာပါ။နောက် Atkins's Murphy ရဲ့ Models of Reflection ကကျတော့စာမျက်နှာ158မှာရှိပါတယ်။ John Models of Reflection ကတော့စာမျက်နှာ159မှာပါအဲ့တော့ BB ဆိုရင်သူက Four Our Models of Reflective Thinking ကတော့စာမျက်နှာ160နဲ့မှာတက်မှာပါအဲ့တော့အဲ့စာမျက်နှာလေးတွေမှာရှိနေတဲ့ model လေးတွေအကြောင်းကျွန်မအသေးစိတ်လေးတွေပြန်ပြီးတော့မှရှင်းပြပေးပါမယ်အဲ့တော့ပထမဆုံးရှင်းပြမယ့်ဥစ္စာကတော့ Corpse Experiential Learning Cycle ဖြစ်ပါတယ်အဲ့တော့အဲ့မှာသူက experiential model လို့ပြောတဲ့အတွက်ကြောင့်မလို့အတွေ့အကြုံကနေတဆင့်လေ့လာသင်ယူရတဲ့အကြောင်းအရာကိုပြောချင်တာပါ ဲ့တော့ဆာမန်နာမှာတော့သူကပုံကအပေါ်မှာပါမယ်စာအောက်မှာပါမယ်ပေါ့နော်ကျမတို့ဒီမှာစာလေးကိုအရင်ရှင်းပြပါမယ်ပြီးတော့မှပုံလေးကိုပြန်ရှင်းပြပါမယ်အဲ့တော့ concept expression learning cycle မှာကျတော့သူကဘာတွေပါလဲဆိုတော့ consist of a learning cycle cycle လို့ပြောတဲ့အတွက်ကြောင့်မို့သူကအဆုံးတော့မရှိဘူးပေါ့နော်တောက်လျှောက် cycle လိုမျိုးလည်ရမယ့်အကြောင်းအရာလေးပေါ့ comprising four different stage stage လေး၄ခုပါမယ် ไอ้ stage လေးခုမှာ which can be enter at any point ပင်အဆင့်အမဆိုကိုကဝင်လို့ရတယ်ပေါ့เนาะအစားအနေမှာစဝင်ပြီးတော့မှဒီ model ကိုစားရမှာလားအဲ့လိုတော့မဟုတ်ပါဘူးကိုတွေးကြုံနေရတဲ့အဆင့်လေးစင်းရနေပြီးတော့မှကြိုက်တဲ့နေရာနေပြီးတော့မှဝင်လို့ရပါတယ်တဲ့အဲ့တော့ပထမဆုံးအစင်းအားကျတော့သူက concrete experience မှာ concrete experience ဆိုတာကစပြီးတော့မှတွေးလိုက်တာဒီတွေးကြုံတစ်ခုကိုစပြီးတော့မှခန်းစားကြည့်လိုက်တာအဲ့စပြီးတော့မှတိလိုက်တဲ့အတွေးကြုံကိုမှမလုပ်ရမလဲဆိုတော့ that is transformed through reflective observation ပြန်ပြောင်းဆင်ခြင်ပြီးတော့မှကိုကလေ့လာရမှာဖြစ်ပါတယ်တဲ့အဲ့တော့နောက်တစ်ဆင်းရကျတော့အဲ့လိုမျိုးအတွင်းကြုံတွေ့လာပြီးပြီဆိုရင်နောက်တစ်ဆင်းရကျတော့သူကဘာလုပ်ရမှာလဲဆိုတော့သူကအဲ့မှာ reflective observation လုပ်ရမှာ undergo an experience အတွေ့အကြုံတစ်ခုကိုတွေ့ကြုံရပြီးပြီဆိုရင် and in the periods of reflective reflection following ဘာတွေ့ကြုံခဲ့ရလဲဆိုတဲ့အကြောင်းအရာကိုပြန်ပြီးတော့မှစဉ်းကျင်စဉ်းစားရမှာဖြစ်ပါတယ်တဲ့ အဲ့လိုမျိုးစဉ်းကျင်စဉ်းစားလိုက်တဲ့အခါမှာဘာတွေရလာလဲဆိုတော့တတိယအဆင့်အနေနဲ့ဆိုရင်သူက gain general understanding for the concept import in the experience ကိုယ့်ရဲ့အတွေ့အကြုံထဲမှာပါဝင်နေတဲ့ concept လေးတွေဒီအကြောင်းအရာလေးတွေနဲ့ပတ်သက်ပြီးတော့မှ general understanding ရေဘူးရသဘောနားလည်ခြင်းကိုအရင်ဆုံးရပါမယ်။ဘာတွေကဘယ်လိုဖြစ်ပြသွားလဲဆိုတာကို general understanding အရင်ရမယ်။အဲ့တော့နောက်ဆုံးအဆင့်အကြတော့သူကဘာလဲဆိုတော့ gain insight ပေါ့နော်။ insight ဆိုတာကတော့ ထိုးထွင်းသိမြင်နေဆိုပြီးတော့မှအတိအပြည့်ပြန်ကြပါတယ်ဒီမှာကတော့အရင်နားလည်ထားတာနဲ့မတူဘဲနဲ့ပေါ့နော် new insight နောက်ထပ်အသိဉာဏ်အသစ်တစ်ခုရရှိလာပြီးတဲ့အခါကျတော့အဲ့လိုမျိုးရရှိလာတဲ့ insight အသစ်ကိုကျမတို့ကနေပြီးတော့မှဘယ်နေရာမှာပြန်သုံးနိုင်လဲဆိုတော့နောက်တစ်ချိန်ချိန်မှာ new saturation တွေမှာတွေးကြုံရင်အဲ့တွေးကြုံတဲ့နေရာမှာပြန်သုံးလို့ရမယ့် plan of action တွေရေးဆွဲထားတဲ့နေရာမှာပြန်သုံးနိုင်ပါတယ်တဲ့အဲ့တော့အဆင့်လေးလေးစင်းရှိပါတယ် တခုကတော့ concrete experience မှာအဲ့တော့ပုံလေးနဲ့အရင်ကြည့်လိုက်ရအောင်เนาะပုံလေးနဲ့ကြည့်တာပို့ပြီးတော့မှနားလဲတယ်အဲ့တော့ဒီဘက်မှာ concrete experience ဆိုပြီးတော့မှအရင်ဆုံးလာပါမယ် doing having an experience ဆိုတာကစပြီးတော့မှတွေးကြုံခန်းစားလိုက်ရတဲ့အဆင့်အဲ့ဒါပြီးရင်ဆိုရင်သူကတွေးကြုံခန်းစားလိုက်ရတဲ့အတွေ့အကြုံကိုကျွန်တော်တို့ reflective observation လုပ်ကြည့်ပါမယ်အဲ့တော့ reflective observation ကတော့ဒုတိယအဆင့်မှာ reflective observation လုပ်ပြီးတဲ့အခါကျရင်ဘာရလာမလဲဆိုတော့အဲ့အတွေ့အကြုံကိုကျမတို့ကနေပြီးတော့မှ extra conceptualization ဆိုတာက အဲ့မှာပါဝင်နေတဲ့ concept တစ်ခုချင်းစီကို general understanding အရင်ဆုံးနားလည်လာပါလိမ့်မယ်နားလည်လိုက်တဲ့ဟာကိုကျမတို့ကနေပြီးတော့မှနောက်တစ်ချိန်မှဒီလိုတွေးကြုံရရင်ဘာလုပ်ရမလဲဆိုတော့ planning လေးဆွဲလိုက်ပြီးတဲ့အခါကျတော့အဲ့တော့ကျတော့ active experimentation လို့ခေါ်ပါတယ်အဲ့လိုမျိုးလှုပ်ကြည့်လိုက်မယ်ဆိုရင်နောက်တစ်ချိန်မှဒီဥစ္စာတွေလည်း concrete experience ပြန်ဖြတ်သွားနိုင်တာပေါ့နော်ဆိုတော့ cycle လေးလေးခုရှိပါတယ်အဲ့ဒါကိုကြတော့ corpse ရဲ့ experiential learning cycle လို့ခေါ်ပါတယ်အဲ့တော့နောက်ထပ် နောက်ထပ် model လေးတစ်ခုကြည့်အောင်နောက်ထပ် model လေးကကျတော့ဆောင်မျက်နှာ150ခွန်မှာရှိပါတယ်အဲ့ဒါကကျတော့ gibbs ရဲ့ reflection cycle ပေါ့နော် reflective cycle reflective cycle မှာကျတော့သူ့မှာကျတော့ stage လေးတွေအားလုံးစုစုပေါင်း6ခုရှိပါတယ် stage 1 2 3 4 5 6ဆိုတော့မှာ6ခုရှိပါတယ်အဲ့တော့ကျွန်မအောက်မှာပါနေတဲ့စာလေးတွေကိုအရင်ဆုံးရှင်းပြပါမယ်ရှင်းပြပြီးတော့မှနောက်အပေါ်မှာပါနေတဲ့ပုံလေးနဲ့ပြန်တွဲပြီးတော့ရှင်းပြပါမယ်နော် အဲ့တော့ give set reflection cycle ကတော့ stage 1မှာမပါလောက်ခိုင်းတာလဲဆိုတော့ description ပေါ်ပြခိုင်းတာဘလို့ပေါ်ပြရမှာလဲဆိုတော့သူက describe the events in detail အသေးစိတ်ဒီအဖြစ်အပျက်ကိုအသေးစိတ်ပေါ်ပြမယ်ဘလို့တွေပေါ်ပြမလဲဆိုတော့ who was the အဲ့နေရာမှာဘာလုပ်ရှိခဲ့တာလဲ what were you doing ဟိုဆရာမတို့ကရောဘာတွေလုပ်နေတာလဲ what happened ဘာတွေဖြစ်ပျက်ခဲ့တာလဲ in what context did it happen ဘာအကြောင်းအရာတွေဖြစ်ပျက်သွားတာလဲ what part did everyone involved play in the events ဒီဖြစ်ပျက်မှာပါဝင်နေတဲ့လူတယောက်ချင်းစီတာရောဘာဘာအကြောင်းအရာလေးတွေကိုကိုယ်တိုင်ပါဝင်ကြုံတွေ့ကြတာလဲပေါ့နော်အဲ့တော့ stage 1ကကျတော့ description လို့ပြောတဲ့အခါကျတော့ဒီလိုမျိုး description မှာဘသူတွေပါလဲဘာတွေဖြစ်သွားတာလဲဘာအကြောင်းအရာလဲဘသူတွေကနေပြီးမှဘာလေးတွေလောက်ကြတာလဲဆိုတာကိုအသေးစိတ် describe လုပ်ရတဲ့ဥစားပါနောက်တစ်ချက်ကကျတော့ stage 2မှာကျတော့ feeling မှာ feeling မှာကျတော့သူက အဲ့လိုမျိုးအဖြစ်ပြက်ဖြစ်သွားတဲ့အပေါ်မှာ describe own feelings ကိုရဲ့ခံစားချက်ကိုပိုင်ခံစားချက်တွေနောက်ခါ thoughts အတွေးခေါ်တွေ perception ကိုဘယ်လိုတွေးကြုံခံစားရလဲဆိုတဲ့ဥစ္စာကိုဖော်ပြပါတဲ့ think about how that events made you feel ဒီအဖြစ်ပြက်တစ်ခုလုံးကိုတွေးကြုံလိုက်တဲ့အခါမှာကိုဘယ်လိုခံစားလိုက်ရလဲ how do you think that other involved felt တခြားလူတွေကရောဘယ်လိုခံစားမယ်လို့သင်ထင်လဲပေါ့နော် now how were you feeling prior to the events ဒီအဖြစ်ပြက်မဖြစ်ခင်ကတော့ဘယ်လိုမျိုးခံစားရလဲ how do you feel about the outcome ဒီဖြစ်ပြက်ဖြစ်ပြီးရလာတဲ့ရလတ်အပေါ်မှာရောဘယ်လိုခံစားရလဲဒါကတော့ကိုယ့်ရဲ့ခံစားချက် before and after ခံစားချက်တွေတခြားလူရဲ့ခံစားချက်တွေကိုကိုယ်တိုင်ရဲ့ခံစားချက်တွေအဲ့ဒါတွေကိုသူကဖော်ပြခိုင်းတာပါအဲ့တော့ခံစားချက်တွေဖြစ်တဲ့အတွက်ကြောင့်မို့ stage 2ကို feeling လို့ခေါ်ပါတယ်အဲ့တော့ feeling ပြီးသွားပြီဆိုရင်နောက်တစ်ဆင့်ကကြတော့ဘာလဲဆိုတော့သူက stage 3မှာ evaluation မှာအဲ့တော့ evaluation မှာကြတော့ ခုနကဖြစ်ပြက်သွားခဲ့တဲ့အဖြစ်ပြက်ကြီးကိုပြန်ပြန်ပြီးတော့မှသူကဝေဖန်သုံးသက်ခိုင်းတာပါဝေဖန်သုံးသက်လိုက်တဲ့အခါမှာ what was good or when were ဒီအကြောင်းအရာကကောင်းလားကောင်းကောင်းဖြစ်သွားလားဒါမှမဟုတ်ဘူးဆိုရင် what was bad ဘယ်ဟာကမကောင်းဘူးလဲဘယ်အကြောင်းအရာတွေကနေပြီးတော့မှ what didn't go well ဘယ်လိုမျိုးမကောင်းတာတွေဖြစ်သွားစေလဲအဲ့ဒါကို evaluation လုပ်ပြီးပြီဆိုရင်နောက်တစ်ဆင့်ကကြတော့ analyze ပါ analyze မှာကကြတော့သူကဝေဖန် စဉ်းစားတုံးသက်ခိုင်းတာပါ analyze the saturation evaluation ပြီးရင် analysis လာပါတယ် what sense can you make out of the experience ဒီတွေးကြုံရပြီးတဲ့အခါမှာ what sense can you make ဘယ်လိုမျိုး sense ကိုရလဲပေါ့နော် if thing didn't go so well တကယ်လို့ဒီဖြစ်ပျက်တဲ့အဖြစ်ပျက်တွေက didn't go so well ကောင်းကောင်းမဖြစ်သွားဘူးဆိုရင် how did you or other contribute to this မင်းတမမဟုတ်ဘူးဆိုရင်တခြားလူတွေကရောဘယ်လိုမျိုးကောင်းအောင်လုပ်ပေးနိုင်မလဲ what did things not turn out as per have they should have them through လုံတင်တဲ့လောက်ကိုမလုံလိုက်နိုင်ဘူးလား what questions have been raised from them and counter ဒီလိုမျိုးတွေးကြုံလိုက်ရတဲ့အပေါ်မှာဘယ်လိုမျိုးမေးခွန်းမျိုးတွေထွက်ပေါ်လာလဲပေါ့เนาะအဲ့ဒါလေးတွေကိုသူက analyze လုပ်တယ်လို့ပြောပါတယ်တဲ့အဲ့တော့ဒီအဖြစ်ပြက်ကြီးကကောင်းလားမကောင်းလားကြီးတာကိုကြတော့ evaluation လို့ခေါ်ပြီးတော့မှာတကယ်လို့ဒီအဖြစ်ပြက်တွေကနေပြီးတော့မှာ ဘာတွေကိုဘယ်လိုထက်လို့ရင်ကောင်းမလဲဆိုတော့မှဝေဖန်သုံးသပ်တာကိုကြတော့ analysis လို့ခေါ်ပါတယ်အဲ့တော့ analysis ပြီးသွားပြီဆိုရင် stage 5မှာကြတော့ conclusion လောက်ရမယ်အဲ့တော့ဒီကိုကြုံတွေ့ခဲ့ရတဲ့အခြေအနေကို description ဖော်ပြတယ်ပြီးရင် feelings တွေကိုကြည့်တယ်ပြီးရင် evaluation လုပ်တယ် evaluation ပြီးရင် analysis လုပ်တယ်အဲ့တော့ရလာတဲ့ analysis တွေကနေတဆင့်ထွက်လာတဲ့ information ကနေပြီးတော့မှကျွန်တော်တို့က conclusion ရေးဆွဲပေးရမှာဖြစ်ပါတယ်တဲ့ It is here that self awareness and insights into own or other behavior expand. အမှကိုယ့်ရဲ့ insight ပေါ့နော် own insight လည်းဖြစ်ဖြစ်မယ်တခြားလူတွေရဲ့အပြုမူတွေအနေပြီးမှလည်း self awareness ကိုရရှိစေမှာဖြစ်ပါတယ်။ Think about what you or other have done to contribute to the outcomes of the event. ဒီဖြစ်ပျက်ရဲ့ရလက်ကိုရလာဖို့အတွက်ကိုကိုကိုယ်တိုင်ဒါမှမဟုတ်တခြားလူတွေကဘယ်လိုမျိုး contribute စူးစမ်းပေးနိုင်လဲ what could have been done differently ဒီရလာတဲ့ရလက်နဲ့မတူအောင်လို့ ဘယ်လိုမျိုးထူးခြားအောင်လို့လုပ်ပေးနိုင်မလဲဆိုတာကို conclusion ဆွဲပေးရမှာဖြစ်ပါတယ်တဲ့အဲ့တော့ conclusion ဆွဲပြီးပြီဆိုရင်နောက်ဆုံးအဆင့်အကျတော့သူက action plan မှာ action plan မှာအကျတော့သူကဘာအတွက်ကို action plan လောက်ရမှာလဲဆိုတော့ plans of action for the future should a similar situation occur again နောက်ထပ်ဒီလိုမျိုးအခြေအနေမျိုးပဲထပ်ပြီးတော့မှကြုံတွေ့ရတဲ့အခါမှာလက်ရှိဖြစ်သွားခဲ့တဲ့အဖြစ်အပျက်ကမကောင်းနေဘူးဆိုရင် ဘယ်လိုမျိုးကောင်းအောင်လို့လုပ်ရမလဲဆိုတော့ action plan လေးဆွဲထားမှာဖြစ်ပါတယ်တဲ့ think about whether or not you would act differently ဒီခုဖြစ်သွားတဲ့အဖြစ်ပြက်နဲ့မတူချာနာစွာကိုဘာတွေပြင်ဆင်ထားရမလဲဆိုတာကို action plan လေးဆွဲထားမှာဖြစ်ပါတယ်တဲ့အဲ့တော့ဒီမှာတော့ gives ရဲ့ reflective cycle လေးရှိပါတယ် gives ရဲ့ reflective cycle မှာပထမဆုံးအဆင့်ကအပေါ်ဆုံးမှာပါ description description ပြီးရင် feeling feeling ပြီးရင် evaluation evaluation ပြီးပြီဆိုရင် analyze analyze လုပ်လို့ရလာတဲ့ information တွေအနေပြီးတော့မှအခြေခံပြီးတော့မှ conclusion ဆွဲမယ် conclusion အနေမှာတဆင်နောက်တစ်ချိန်မှာဖြစ်ပြလာမယ်နောက်တစ်ခေါက်ထပ်ပြီးတော့မှကြုံတွေ့ရမယ်ဆိုရင်ဘာလုပ်မလဲဆိုတဲ့ action plan လေးကိုဆွဲထားမှာဖြစ်ပါတယ်ဆိုတော့ဒီခုနကပြောသွားခဲ့တဲ့ corpset experiential learning cycle ရဲ့ gibbs ရဲ့ reflection cycle ရဲ့ဒါကတော့အခုခေတ်မှာအသုံးများဆုံးနှစ်ခုပါ gibbs ကပို့ပြီးတော့မှရှင်းလင်းမယ်လို့ထင်ပါတယ်အဲ့တော့ model လေး၅ခုရှိတဲ့နေရာမှာနှစ်ခုတော့ပြီးသွားပြီเนาะကျွန်မနှစ်ပြင်းဆက်ပြီးတော့မှ ကျန်တဲ့၃ခုကိုဆက်ရှင်းပြပါမယ်။